မင်္ဂလာညချင်းပါမဏိကနဲ့ရေကန်တောင်ဘီဝါစကန်ကိုတိမ်ပိုက်လိုက်ပြီလို့ကျွန်တော်လူမြတ်ကျော်ကတရားရဂိုင်းတို့အတီးပြုတဲ့တည်ရုပ်တယ်မလားဒီနေ့လေနဲ့ရေကန်တောင်ရဲ့နောက်ထပ်အနီးဆုံးကခမောက်တောင်စကန်ကိုထပ်ရှင်းပါပြီထပ်သိမ်းပါပြီကပ္ပစာ6ကပ္ပစာ16ကတော့အိမ်မဆိုးမတ်နေရတဲ့အချိန် ကမောက်တောင်ဂုံးကိုစတင်ထိုးစစ်စင်သိမ့်ပိုက်တော့မယ်အချင်းဒီလေးသားတောင်ရောက်နေတဲ့အရခတ်တတော်ရဲ့အခင်းအချင်းကိုကျွန်တော်ဒုတိယပိုင်းမှာပြောမယ်ပထမပိုင်းမှာဂျူဂျူလာသခေါမလို့ပြောလို့ငါရငါကကြီးနဲ့တရားစွဲခံလိုက်ရတဲ့တမီးဆိုးကိစ္စဒါရှိနေသလိုမင်္ဂလာတုံမှာရွေးကောက်ပွဲလှုပ်ဖို့ကြံစီနေတဲ့ကြံ့ဖို့ရုံး နက်နက်သီးတွေကျွေးတဲ့အကြောင်းဒါလေးတွေကျွန်တော်အရင်ဆုံးတင်ပြမှာ ဖြစ်ပါတယ်အာရကတတ်တော်အီရဲ့ထိုးစစ်ခန်းစစ်ခြီစစ်ခွာစစ်တိုက်စစ်စင်ကလေးရက်နဲ့လက်ရှိစီရေးနိုင်ရံဘျူဟာရဲ့တမိုင်းကြောင်းဒါလေးတွေကိုဒုတိယပိုင်းမှာတင်ဆက်မှာဖြစ်ပါတယ်ဒီကနေ့တော့ကျွန်တော်တို့သမီးစိုးနဲ့စရအောင်ကျူကျူလာကိုတခေါမ LV8 လွယ်ဓာတာကိုကြည့်ပြီး သူလွယ်တာတော့ကိုကြည်ပြီးမလွယ်ကျင်တော့ပါဘူးလို့ Facebook ပေါ်မှာရေးခဲ့တဲ့တမီးဆိုတမီးဆိုနဲ့အေသင်ကိုဆိုတဲ့အမျိုးသမီး online ပေါ်မှာပွဲဖြစ်ပြီးတကာလစင်ကာပူထွက်ဖို့လေစိတ်မှာအေသင်ကိုက66ဂါကြီးနဲ့အမှုဖွင့်ပြီးအဖမ်းခံလိုက်ရပါတယ်အဖမ်းခံပြီးတကာလ905ဂါကြီးကိုနဲ့ထပ်ပြီးတော့အမှုဖွင့်ပါ ဘာကြောင့်ငါငါကာကြီးတယ်အမှုဖွင့်တာလဲဆိုတော့ဂျူဂျူလာကိုတခေါ်မလို့ပြောလို့ဟုတ်ပြီအဲ့ဒါဆိုရင်ငါရဲ့ငါကာကြီးဆိုတာနိုင်ငံတော်ကြီးညိုပြတ်စီမှုဂျူဂျူလာတခေါ်မဖြစ်ဖြစ်ဂျူဂျူလာဟာဘာမှဖြစ်ဖြစ်ဂျူဂျူလာနိုင်ငံတော်လားဂျူဂျူလာကိုအကြီးညိုပြတ်အောင် လုပ်ရင်နိုင်ငံတော်လားဂျူဂျူလာဒါမေခွန်းဖြစ်ပါတယ်တမီးတို့ကိုကျွန်တော်စိတ်ဝင်စားပါဘူးတရားမျှတမှုကိုစိတ်ဝင်စားတာ ဲ့တော့သမီးဆိုးဟာမတရားလှုပ်ခံရပြီဖတ်စစ်တက်ရမတရားလှုပ်ခံရတဲ့ပြည်သူတယောက်အနေနဲ့ပဲသမီးဆိုးကို ရှုမြင်လို့ရပါတယ်ရေကောင်းဆောင်မင်းအောင်လိုင်းနဲ့စစ်တက်တိတ်ခါချစီမှုသမီးဆိုးခါတက်ကိုကိုဒီကနေ့ထပ်ပြီးနိုင်ငံတော်ကြီးညိုပြက်စီမှုငါငါကကြီးနဲ့အမှုထပ်ဖွင့်လိုက်ပါတယ်ဇက်သွေးဥရီပုံမှန်66ကကြီးပါအဲ့တော့ မင်းအွန်လိုင်းမိမကျူကျူလာပါဝင်စစ်အရာရှိများကိုတိတ်ခါကြစီရန်ဆိုတဲ့အတွက်နဲ့အမေရိကန်နိုင်ငံသူတမီးဆိုခတ်တက်ကိုကိုအမေရိကန်နိုင်ငံသူနော်အော်တိုဘလာ7ရက်နေမှာရန်ကုန်လေစိတ်မှာဖမ်းဆီးလိုက်ပါတယ်ပြင်ဦးလွင် yes ကမှာအော်တိုဘလာ73ရက်နေမှာပို့ဆောင်ပြီးအေဒင်ကိုကဖွင့်လာတဲ့အမှုကဆက်သွယ်ရေးပုံမှ66ဂါကြီး ငါငါကကြီးကတော့ပြင်ဦးလွင်ရေစကန်ကစစ်တပ်အရာရှိတယောက်ကဖွင့်လာလို့သိရတယ်။ကြမ္မာကြီးမကောင်းဘူး။ရှေ့နေဒီငါအခွင့်ရှိတယ်လို့ပြောပါတယ်။စစ်တပ်ဝါရဖြန့် Telegram ညီမာတော့ရွှေတက် Facebook အကောင့်ဖြင့်နိုင်ငံတော်တည်ငြိမ် Agent ရေးကိုပြပြားစေအောင်ရေးသားဖြန့်ဝေမှုနဲ့905ကကြီးနဲ့အမှုဖွင့်တယ်လို့သိရတယ်။အော်တိုဘားလာစနေနေ့နနက်9:00ခွဲမှာ ရန်ကုန်လေစိတ်ပြည်ပြည်ဆိုင်ရာလေကြောင်းခီးစအမှတ် 8m 335ဖြစ်ထိုင်းနိုင်ငံတူနာဘူမိလေစိတ်ကိုထွက်ခွာမဲ့တမီးဆိုးကိုရန်ကုန်လေစိတ်မှာဖမ်းလိုက်တာ ဖြစ်ပါတယ်အမေရိကန်နိုင်ငံသူတမီးဆိုးတားနေခင်မုံကအမေရိကန်မှာကြံခဲ့တယ်ပြောချင်တာကကျူကျူလောက်သခေါမလို့ပြောရင်ငါငါကကြီးနဲ့အမှုဖွင့်လို့ရလားဒါမတရားမှုဖြစ်ပါတယ်တမီးဆိုးတွေတားဆိုးတွေကျွန်တော်တို့စိတ်မဝင်စားပါဘူး နိုင်ငံသားတယောက်ပြည်သူတယောက်လူတယောက်ပေါ်ကိုလက်နက်ကင်သားတဲ့စစ်အုပ်စုဖက်စစ်တပ်လက်နက်ကင်သားတဲ့မြည်သည့်စစ်တပ်ကိုမစိုးအဲ့ဒီစစ်တပ်တွေကအနိုင်ကျင့်မတရားလုပ်ရင်ကျွန်တော်တို့သဘောမတူလက်မခံတာကိုတော့မူဝါဒတည့်ရနေနဲ့ပြက်ပြက်တာတာခိုင်ဆွဲထားရပါလိမ့်မယ်။ဒါကတမိဆိုးရဲ့အခြေအနေ။နောက်တစ်ခုကဒီကနေ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ မင်းအောင်လှိုင်ခရွေးကောက်ပွဲလုပ်ပါမယ်ဒီဇင်ဘာ28ရက်နေ့လုပ်ပြီးတရားမျှတသောရွေးကောက်ပွဲပြီးပြည့်စုံတာမဟုတ်ပေမယ့်အကောင်ဆုံးကြိုးစားပါမယ်လို့မျက်နှာညိုးမျက်နှာငယ်နဲ့ဆိုရှယ်မီဒီယာထက်နဲ့သတင်းဌာနတွေမှာလှိုင်လှိုင်ပြောနေပေမဲ့လက်တွေ့မြေပြင်မှာတရားမှုရင်ရွေးကောက်ပွဲလို့သတ်မှတ်ပြီးတော့ရွေးကောက်ပွဲမှာပါဝင်ဆောင်ရွက်နေသူ ကုညီနေသူတွေကိုပြစ်ဒဏ်ခတ်တဲ့ကိစ္စတွေစတင်ဆောင်ရွက်နေ ရန်ကုန်အာမီကဒီနေ့ပြည်တံခတ်မှုကြံဖို့ရုံမင်္ဂလာတော့15ရက်နေ့မနက်9:30မိနစ်မှာကြံဖို့ပါတီရုံကိုပြင်အာမီမိုင်းနေနဲ့နက်နက်သီးနှလုံးနဲ့ပြည်တံခတ်ပ တရားမဝင်ရွေးကောက်ပွဲမှာလုံနေတဲ့တရားမဝင်ရွေးကောက်ပွဲဖြစ်မြောက်လုံနေတဲ့ဘယ်ပါတီဘယ်လူပုတ်ကိုအဖွဲ့အစည်းကိုမဆိုမဲဆွေစီယုံမဲ့အမတ်လောင်းကြီးကြက်ကြက်တတိထားလို့ရန်ကုန်အာမီရန်ကုန်မြို့ပြပျောက်ကြားတပ်ဖွဲ့ကတတိပေးလိုက်ပါတယ်။စရင်းနေအသေးစိတ်ရှိနေပါတယ်။တစ်ချိန်မဟုတ်တစ်ချိန်မင်းတို့စီကို ရောက်လာပါမယ်။ဒီလိုလူလူအနေနဲ့ ရွေးကောက်ပွဲကိုတက်နိုင်တဲ့နည်းနဲ့စန့်ကျင်ကြပါလို့ရန်ကုန်မြို့ပြပျောက်ကြားတပ်ဖွဲ့များကတိုက်တွန်းထားပါတယ်ဒီအခြေအနေတွေနဲ့အတူမနေ့ကအောင်ပွဲသတင်းကိုလက်စုပ်လက်ခံရရှိပြီးတခါလာကဘာလုံးစခန်းဟုတ်တယ်နော်အဲ့တော့အရဂတ်တတော်အီယာနိုင်ရခံပြူဟာကိုတိုက်ခိုက်သိမ့်ပိုက်ရရှိသွားပြီရှင်းတယ်နော်ထပ်ပြီးတော့ဒီကနေ့မှာပဲ ပကိုးတိုင်းအရှိချမ်းဗရောင်းအုပ်ရှိပင်မတုံရွာကပ္ပစ6နီးကအခိုင်မာတိဆောက်ထားတဲ့ကာကင်းတစ်ခုထပ်သိမ်းပါတယ်အာဂတ်တောအီရဲ့နွာလာဥတ္တပကဲ့သို့တရှိန်တို့ ထိုးစစ်ကနိုင်ငံဘျူဟာကိုရရှိပြီးတကလာ လုံးဝရက်တက်မနေပဲကပ္ပစရီကိုဥတီထိုးစစ်ဆင်နေပြီလို့ယူဆလို့ရတဲ့တစ်ချက်မတုံရွာက ကာကင်းအိုရှစ်ပင်က ထို့တူညောင်ဂျိုးစခန်းညောင်ချေတော့အမတ်ချောက်ကာဝေးဆက်ယုံအနီးညောင်ချေတော့စင်လန်ရွာအနီးကကာကင်းစခန်းတွေကို တောက်လျှောက်တိုက်ခိုက်လာတယ်စတေမာလာနောက်ဆုံးဘက်မှာလေတာတောင်ကိုထတ်သိမ်းတယ်တတ်တော်အေးဟာဘရောင်းတောင်ကုတ်လမ်းအတိုင်းဒုတိယခန်းစစ်နေကြမိုးတိတောင်မိုင်နိုင်45မြင်းတော်46 တတိယအဆင့်ပကံခွဲမိုင်းတိုင်း47စလုဒအဆင့်ညောင်ကျိုးမိုင်းတိုင်း39အခုလေတာတောင်ဒီနေ့ထပ်ပြီးခမောက်တောင်ဂုံးကိုထတ်ထိုးနေပါပြီမကွေတိုင်းငဖဲနိုင်ငံဘျူဟာအနီးအရောဘလစိုက်လေးရဲ့နေ့ကတော့နိုင်ငံဘျူဟာဂုံးကိုရရှိပြီအဲ့ဒီနေ့ရေကံပြူဟာနဲ့၃မိုင်အကွာမှာရှိတဲ့အံပဒံလမ်းပေါ်မှာတည်ရှိတဲ့ခမောက်တောင်ဒီနေ့မွန်လဲဝိုင်းမှာပြင်းထန်တဲ့ထိုးစစ်နွာလာအုတ်သွားကဲ့သို့ဆင်နွှဲနေပါတယ် ခမောက်တော်ဟာနေရင်ဂုံပြီးရင်ဗရမ်မတ်ဆက်စင်းတဲ့ view ကြတဲ့ဂုံတကုံခမောက်တောင်ကို အပီးသက်သွားရင်တော့အပီးသက်လိုက်မှာပဲမို့ဗျာနေရင်ပင်မဂုံကစိတ်ချလို့ရမယ်အချိန်ဒီပါခမောက်တောင်မှာ150နဲ့200ရှိတယ်မသားပေါ်မှာအကုန်လုံးပဲစိတ်မပူနဲ့နေရင်မကြခင်မှာခမောက်တောင်ကနေလက်နက်ကြီးတွေနဲ့ပစ်ကူတယ်ရန်သူဘက်ကတောက်လျှောက်စစ်ကူပို့တယ်ဝိုင်တွဲတွေနဲ့ပစ်ကူပေးနေတယ်ဒီနေ့ ခမောက်တောင်ရဲ့ခမောက်တောင်တိုင်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေရ။နိုင်ရကံဘျူဟာကုန်းကြသွားပြီးတဲ့နောက်မှာဖက်စစ်တဲ့စစ်သားတွေဟာကစင်ကလျာခွေးပြေးဝက်ပြေးပြေးနေရတဲ့အခြေအနေလို့ကြားသိရပါတယ်။ရခိုင်ရိုးမဘော်ကစစ်ကောင်စီရဲ့နောက်ဆုံးခံစစ်ဘျူဟာကြီးကျော်လွန်လာပြီးရခိုင်ရိုးမကိုကျော်ကား ညောင်ကျိုးညောင်တော်အုပ်ရှိပင်ပြီဘရောအရာဝတီလေးမျက်နာစစ်မျက်နာကြီး၃ခုနဲ့ကပစရီမှန်သမျှဖျားတာလားအဲ့တော့နေကန်ခန်စစ်ပြူဟာစကန်ဆေလာနီဘာထိုးစစ်စင်ခဲ့ရတယ်ရခိုင်ရုံးမရဲ့အမြင့်ဆုံးနေရာမှာစကန်ပေါင်း၁၀ခုနီးပါးနဲ့ပြူဟာကြက်ကြချန်ရန်တာတဲ့နေကန်ပြူဟာ ပေါ်ပေါ်ပေးပေးလေးပေါ်မှာတိုက်ခဲ့တာမဟုတ်တဲ့အာရခတတ်တော်နကခငါနဲ့နပခကိုတိုက်တုံးကလည်းဥမင်လိုင်ကောင်းတူးကတိုက်ခိုက်ခဲ့တဲ့အာရခတတ်တော်နေကန်ဘျူဟာစကန်ကောင်း၁၀ခုနီးပါးဘျူဟာကြကြဝိုင်းရံထားတာရိုးမပေါ်မှာတောက်လျှောက်ထိုးစစ်စင်တဲ့အချိန်မှာအရှိုချင်း ACDF မကွေတိုင်းခြေဆိုင် PDF တရင်တွေចောင်းသားလက်ယုံတက်တော် SAF ပြည်သူလုလက်ရေးတက်မတော် PI လူလူတော်လိုင်းမဟာမိတ်အင်အားစု PI မကွေဒီတက်တွေ ਨੇ ပူပေါင်းပြီးနောက်ဆုံးသတင်းများအရဆိုရင်အရခတ်တက်တော် EE ਨੇ အတူလက်တွဲတိုက်ပွဲဝင်နေတဲ့တပ်ပေါင်း23တက်ရှိတယ်လို့ကျွန်တော်တို့သိရပါတယ်ရှိုးမဘောကပင်မစကန်တွေအလုံးတိမ့်ပိုက်ထိန်းချုပ်လိုက်ပြီး ရိုးမခြေရင်းကိုတော့ဖက်စစ်တဲ့ခံစစ်ပြင်ပါလိမ့်မယ်အဲ့တော့ရခိုင်ရိုးမတစ်ခုလုံးကိုထိန်းချုပ်လိုက်ပြီအမ်ပဒန်လမ်းပေါ်မှာရှိတဲ့ဘကိုးတိုင်းမကွေးတိုင်းတို့ရဲ့အဓိကကြတဲ့စည်ရည်ပြူဟာစခန်းနဲ့ရေကန်ပြူဟာစခန်းနဲ့ခမောက်တောင် ပြီးသွားရင်တော့ဘကိုးမကွေးအေယာဝတီထိုးစစ်ဝင်ကိုဝင်လိမ့်မယ်လို့ပြည်သူလူထုကမျှော်လင့်နေပါတယ် ြည်သူလူတရက်လုံးဟာအရကတက်တော်အေးကိုຫນွေဦးတော်လန်ရေးရဲ့လက်နက်ကင်တိုက်ပွဲကြီးမှာဥဆောင်ပေးဖို့လေအာသာစန္ဒပြင်းပြနေတယ်ဆိုတာယုံကြည်ပါတယ်အဲ့တော့ဟုတ်ပြီအမ်ဘရန်လမ်းပေါ်ရှိတဲ့နေရီကန်စခန်းဒီစခန်းကိုကျွန်တော်တမိုင်းလေးကောက်ပြောရအောင်ဒါကလူတယောက်ရေးသားတဲ့စောင်းပါးတဲ့ကအချက်လက်တချို့ဖြစ်ပါတယ်စစ်တပ်စခန်းကိုပြောနေတာမဟုတ်ဘူးဒီစခန်းနေရီကန်စခန်းဆိုတဲ့နေရီကန်ဆိုတဲ့ဟာလीအ ဘိုးတော်ဥဝိုင်းလက်ထက်ထဲကရှိတဲ့စခန်းတစ်ခုလို့သိရတယ်။ရှေးခေတ်ဆိုတော့လေဒီလဲဒီနေပေါ့ဗျာ။လေဒီလဲဒီနဲ့သွားရလာရအစာရေစာရှာဖွေရချက်ရပြုတ်ရပြီးနားနေရတဲ့စခန်းတစ်ခု၊နိုင်ရေကန်စခန်းဘိုးတော်ဥဝိုင်းလက်ထက်မှာစဖောက်တဲ့ဒီလန်းကိုကွယ်လွန်ပြီးနှစ်ပေါင်း180ကျော်မှာဒီလန်းကိုသူရောက်တော့လေ့လာကြည့်ပါလေတဲ့။ အုတ်ရိုးတွေစီရတယ်ရခိုင်ရိုးမကိုအမြဲတမ်းလန့်ဖြစ်ဘိုးတော်ဦးဝိုင်းစဖောက်ခဲ့တာဖြစ်ပါတယ်စီရီအယဂုံစီစီးဆင်းမှုအယနဲ့ရေကန်အတက်လန်းခုနှစ်မိုင်ကျော်မှာနံပါတ်1ဂီယာနဲ့45မိနစ်လောက်တက်ရတယ်ဦးတန်းရွှေလက်ထက်မှာကိုေးဝိုက်ဖောက်တာ17မိုင်ကျော်တဲ့လမ်းဖြစ်သွားတယ်လမ်းကရှည်ပြီးတော့ပြေသွားတဲ့အနေအထားမျိုးတော့ဖြစ်သွားတယ်တန်းရွှေလက်ထက်မှာလေးလမ်းသွားဖောက်တယ်တွဲကားတွေတက်ဖို့အတွက် တင်ကားတွေတန်ချက်ကားတွေတက်ဖို့အတွက်စစ်စင်ရေးအတွက်လည်းဖြစ်တယ်လို့မဲတောင်ကိုဖျက်ပြီးမောင်းတော့ထိစည်ရေးစီမံချက်ဆွဲတဲ့လမ်းတရားတွေအများကြီးကိုတန်းရွှေကပေါက်လုပ်ခဲ့ပါတယ်ကျွန်တော်တို့တောင်ခန်းဟာလည်းဦးတန်းရွှေစနစ်တကျတည်ဆောက်ခဲ့တဲ့ပြင်ဦးလင်အတွက်ကြီးမားတဲ့ကာကင်းကြီးတစ်ခုဖြစ်ပါတယ်နောက်တလန်းကပတောင်းလန်းပတောင်းတောင်ကုတ်လန်းလို့လည်းပြောလို့ရတယ် ကြံခင်းလန်းဒါရီယာစစ်စင်ရင်လန်းနေအဖြစ်အင်္ဂလိပ်မြန်မာစစ်ဖြစ်တော့စစ်သူကြီးမဟာဗန်နူလာရခိုင်ရိုးမာကိုရက်အနေငယ်နဲ့ဖြတ်ကျော်လာနိုင်ခဲ့တဲ့လမ်းအဲ့တော့ဥဒန်းရွှေလက်ထက်မှာတော့စီယုံကိုနေပြီးတော့ရွှေ့တယ်နပခက နပခဆိုတဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုစစ်တွေကနေအန်းကိုရွှေ့တယ်ဒါတကယ်စစ်ရေးအမျော်မြင်နဲ့ဆောင်ရွက်ခဲ့တာ နိုင်ရီကန်နေတက်သွားရင်ဂုတ်ကြီးဆိုတဲ့ရွာရှိတယ်။ဂုတ်ကြီးမှာချင်းခွေးလေးတွေရှိတယ်။ပိန်ဆန်းရီကြက်ဆန်းရီကြောင်ရင်စင်ခုံတိုင်ကိုရောက်တယ်။ပြီးရင်တော့အမ်းပေါ့။အမ်းကနာပါခါဟာစနီးတကြအထိုင်ချတယ်ရတယ်စခန်းကြီးတစ်ခုဖြစ်တယ်။အဲ့တော့ဘိုးတော်ဦးပိုင်းဟာအင်္ဂလိပ်နဲ့စစ်ဖြစ်မှာကိုကြိုတင်ကာကွယ်တဲ့အနေနဲ့ဂုံးမောင်မင်းဆက်တိုင်ယာကြီးမှာပဒုံမင်းတိုင်ယာကြီးမှာ ရေးခဲ့တဲ့စာတန်းတွေအရာဒီနေ့ရေကန်လမ်းဟာဘိုးတော်ဦးဝိုင်းစောက်ဖောက်ခဲ့တာဖြစ်တယ်လို့ဒီနေ့ရေကန်စခန်းကလည်းဘိုးတော်ဦးဝိုင်းခစ်ကတဲ့ကစခန်းချခဲ့တဲ့နေရာ ဖြစ်တယ်မာပနူလာခြိတက်ခဲ့တဲ့လမ်းလေ ပြောလို့ရတယ်ဆိုတော့တဟာနေ့ရေကန်စခန်းရဲ့အတိတ်တမိုင်းဖြစ်ပြီး လက်ရှိအချိန်မှာတော့နေ့ရေကန်ဘျူဟာ ကျွန်တော်အစောနာတင်ပြခဲ့သလိုစကန်း၁၀ခုလောက် viewer ကြကြထိုင်လာတာအန်နာပခကလည်း viewer ကြကြထိုင်လာတာနာခခငါကလည်း viewer ကြကြထိုင်လာတာအဓိကတော့ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယနယ်စပ်တကြောကိုနယ်ကြားစစ်နယ်ကြားဆောင်တပ်တွေနဲ့ပြည်ပစစ်ပွဲအတွက်ပြင်ဆင်ထားခဲ့တဲ့အခြေအနေပေါ့အခုတော့ဒါရခိုင်ရိုးမအဆက်တိမကွေးတိုင်းဘူကိုတိုင်းအဆက်တိ အာရခတတ်တော်ဤဟာတိုက်ခိုက်သိမ့်ပိုက်လိုက်ပြီးဖြစ်ပါတယ်အဲ့တော့နေအကန်ဗျူဟာစကန်းကို လေ့လာကြည့်ရင်ကျွန်တော်တို့ကဘာလုံးစကန်းကိုဗီဒီယိုရိုက်ထားတဲ့ drone နဲ့ဗီဒီယိုဗီဒီယိုတစ်ခုအားလုံးတွေးကြမှာပါအဲ့ဒီမှာအဆောက်အဦပေါ်မှာစက်တနက်တလက်အနောက်မှာဖျားလေးလေးတွေးကြရမှာ လင်းပြစ်လက်နဲ့စလီတဒမ99 ZPU1 ဒါမှမဟုတ်တရုတ်ထုတ်ကျူဂျီဂျီ 02တလက်ဖြစ်တယ်လို့အကြံဉာဏ်သိရတယ်အဆောက်ဦးအဲ့ဒီအဆောက်ဦးပေါ်မှာအာအဲ့စက်တနက်ရဲ့ဘေးမှာအဆောက်ဦးအမြင့်တစ်ခုရှိတယ်အဲ့အမြင့်ပေါ်မှာတော့ချမ်ပါတစ်ခုကိုတွေ့နိုင်တယ်ချင်းချင်းပြောရရင်တော့အရကတက်တော်အေးနဲ့ပူပေါင်းတက်တွေဟာဒရုန်းနေတဲ့ဘုံလာကျဲမှာကြောက်လို့ကြောက်လန့်တကြားချမ်ပါတွေနဲ့ခံထားတာလို့ကျွန်တော်တို့သိရတယ်နိုင်ငံစခန်းရဲ့လေကြောင်းကာကွယ်ရေးအတွက်သုံးနိုင်မဲ့ အစစ်မြေရေဒါတွေရှိတယ်လို့တော့တပင်းတွေထွက်ပေါ်နေတယ်အခုထိတော့ရေဒါတစ်ခုသာတွေ့ရသေးတယ်လို့တွေ့ရတယ်အာရခတ်တတ်တော် EE ကရေဒါကိုရခဲ့မယ်ဆိုရင်လေ့ကျင့်ထားတဲ့လူတွေမရှိဘဲနဲ့ရေဒါကိုအသုံးချနိုင်လိမ့်မယ်လို့တော့မထင်ဘူးဒါပေမဲ့ထွက်ပေါ်လာတဲ့သတင်းတွေကရေဒါကားတွေရှိတယ် ်လင်ပစ်လက်နက်တွေရှိတယ်လင်ပစ်စက်တနက်ကြီး14.5 mm ဆိုရက်ရှိတယ်လို့ကျွန်တော်တို့သိရတယ်ဒါကတော့နက်ရေကန်ဖြူဟာရဲ့နောက်ဆုံးအခြေအနေဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့နက်ရေကန်ဖြူဟာကို ရသွားပြီကပ္ပစတ်ရှောက်နေကပ္ပစတ်16ကိုဥတီလာပြီဖြစ်တဲ့အာရကတတော်အေရဲ့ထိုးစစ်အာရကတတော်အေအေနဲ့အတူ တပေါင်း23တက်ဝင်းရင်ထားတဲ့မဟာမိတ်တပေါင်းစုကြီးဒီတပေါင်းစုကြီးဟာတရှိန်တို့ထိုးစစ်တွေနဲ့လာမဲ့ပွင်လင်းရာတီမှာတီမကို စစ်စင်လာမယ်လို့ယူဆပါသလားတီမဆိုတော့အနည်းဆုံးဘကိုးတိုင်းမကွေးတိုင်းအေယာဝတီတိုင်းတိုင်းတုံးတိုင်းမှာဘယ်တိုင်းကို အရင်ထိုးစစ်စင်မယ်လို့ထင်ပါသလား ဒီသူလူလူတည့်ရလုံးကတော့အရခတ်တော်အီနဲ့ပူပေါင်းမဟာမိတ်တပ်ပေါင်းစုကြီးရဲ့ထိုးစစ်ကြီးနဲ့ຫນွေဦးတော်လိုင်းရေးကိုအဆုံးသတ်ပြီးအောင်ဘွဲရဲ့အလံအောင်လံတော်ကိုစိုက်ထူနိုင်ဖို့အရခတ်တော်အီရဲ့တဘိုးခရာတန်ကိုစောင့်မျှော်နေတယ်လို့ယုံကြည်ပါတယ်အားလုံးကိုကျေးဇူးတင်ပါ